တချို့ကဖရယ်ဆိုတာဗာလဲတချို့ကထင်ကြတာအာကိုကိုနေကိုကိုပြည်နယ်ကိုဒေသကိုပိုင်အုပ်ချုပ်ဖို့ထင်တာတချို့ကနော်မဟုတ်ပါဘူးမဟုတ်ပါဘူးဖရယ်လို့ပြောလိုက်လို့ရှိရင်စာကြီးပေကြီးနဲ့အကြီးကြီးမပြောချင်ဘူးအလွယ်လေးပြောမယ်သီအိုရီလေးလွယ်လွယ်လေးဖရယ်ကနိုင်ငံကြီး political နဲ့ပတ်သက်တဲ့ဒီစာအုပ်စာပေတွေဖတ်တဲ့လူတိုင်းသိတယ် Federal ဆိုတာက Separate or Sharing လို့ခေါ်တယ်ဗျမှတ်သွားပါ Federal ဆိုတာက Separate or Sharing ဝေမြလို့တဲ့စိတ်လို့ခေါ်ပါတယ်အ Theory မှာအတိုင်းပဲပြောတာအဲ့တော့ဝေမြလို့တဲ့စိတ်ဆိုတာကအာနာဆိုဆိုကျွန်တော်ကအချုပ်ချာအာနာ၃မျိုးရှိတယ်လေဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ကိုလည်းအာနာကြီး၃ရက်ရှိတယ်အဲ့ဒီအာနာကြီး၃ရက်ကိုဝေမြပေးရမယ် ဝေးပြကြရမယ်ကိုတရောက်တဲ့ထိမ်းမချုပ်ထားဘူးကိုတရောက်တဲ့တရားရဂိုင်တော့ပေးမသုံးတော့ထိမ်းချုပ်ထားဘူးတခြားသူတွေကိုလည်းဝေးမြပေးရမယ်သို့တော့အဲ့ဒီဝေးမြတဲ့နေရာမှာ separate or sharing ရှိတဲ့နေရာမှာဘုံပန်းနိုင်တော့ရှိရတယ်ဘုံ separate ပေါ့ command ဆို separate လို့ခေါ်တယ်ဘုံရီမန်းချက်တော့ရှိရတယ်ဘုံရီမန်းချက်ကိုထိစေဖို့ဥပဒေပြုရေးအုပ်ချုပ်တရားစီရင်ကိုတရောက်တဲ့မောင်ပိုင်မစီရဘူးတခြားသူတွေကိုလည်းဝေးမြ အဲ့တော့ fuzzy ဘောင်ကိုကြည့်မယ်ဆိုလို့ရှိရင်ရှေ့မှာကျွန်တော်နည်းနည်းပြောသွားတယ် unitary system ဆိုတာကတပီတော်စနစ်တပီတော်စနစ်ဆိုရင်ဘိုးအစိုးရတစ်ခုပဲရှိမယ်လွတ်တော်လည်းတစ်ခုပဲရှိမယ်အဲ့ဒါ84ဖွဲ့စည်းပုံမှာကြည့်နော်တပီတော်စနစ်တပါတီစနစ်တလွတ်တော် တက်ဆိုးရပဲရှိတယ်ပြည်နေတဲ့တိုင်းတွေမှာအဆိုးရမရှိဘူးပါတီဟို unitary system တပီတော်စနစ်ကအခု2008ကပြည်တော်စုစနစ်ပြဘိုးအဆိုးရရှိတယ်တိုင်းဒေသကြီးအဆိုးရတွေရှိတယ်ကိုပိုင်ဦးချိုးကိုရဲ့စီရင်စုတွေမှာလည်းရှိတယ်ဒီလိုပဲလွတ်တော်ဘိုးလွတ်တော်ရှိသလိုပြည်နေတဲ့တိုင်း14ခုမှာလည်းလွတ်တော်14ခုရှိတယ်ဒီလိုပဲတရားရေးလို့ဘူတရားသူကြီးချုပ် ဗဟိုမှာရှိသလိုပြည်နယ်နဲ့တိုင်း14ခုမှာလည်းတရားသူကြီးချုပ်တွေရှိတယ်။တက်ဆိုင်ရာပြည်နယ်တိုင်းပြည်နယ်တစ်ခုလုံးကိုလုံပိုင်ဝင်ပေးထားတဲ့တရားစီရင်ပေးထားတဲ့တရားသူကြီးချုပ်တယောက်ရှိတယ်။အဲ့တော့အာဏာတွေကိုဝင်မြပေးထားတယ်။ဗဟိုကမထိန်းချုပ်ထားဘူး။ဒါဆို separate source sharing ဟုတ်လားမဟုတ်ဘူးလား။ဝင်မြလိုတဲ့စိတ်ကြီး federal စနစ်ဖြစ်တယ်။ဒါဆို2008ဖွဲ့စည်းပုံအခြေခံဥပဒေကဝင်မြထားလားမဝင်မြထားဘူးလားဝင်မြထားတယ်ဘခုက အကုန်လုံးမကင်နာဘူးဘ ਹੁ ကင်နာမယ်ဆိုရင်တော့ဘယ်ဆိုးရမှရှိမှာမဟုတ်ဘူးဘိုးဆိုးရတစ်ခုတည်းရှိမှာအချမ်းမင်းလေးအဲ့လောက်လေးတော့မသိပဲနဲ့ဖက်ဒရယ်ဆိုတာရှောက်ပြီးအကြီးကြီးဆွေးနေနေမကောင်းဘူးဗျအဲ့ဒီထဲမှာမှဖက်ဒရယ်ကနှစ်မျိုးခွဲရတယ်ဘုံအားဖြင့်ဖက်ဒရယ်နှစ်မျိုးခွဲတယ်နော် holding together federalism နဲ့ coming together federalism ဆိုပြီးတော့နှစ်မျိုးခွဲတယ်ဗျ ရှင်းပြီလားအဲ့တော့ holding together federalism ကဘာလဲ coming together federalism ကဘာလဲ federal နဲ့ပတ်သက်တဲ့အကြောင်းတွေပြောတဲ့အခါကျရင်အသေးစိတ်ပြောပေးပါမယ်ကျွန်တော်က like ကိုတဏှာပြီးတော့လှစ်မှာမှုလို့ဏီကုန်းချုပ်ပါတယ်မေးကိုမေးစရာရှိရင်မေးလို့ရပါပြီ